ပါရှင်။တင်းလိုက်တဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်ကိုဒွေဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်တင်တွေကတော့တပတ်ကျော်အကြာပိတ်ထားတဲ့ဒဝဲမြေကလန်ပြန်ဖွင့်တဲ့တင်တေချောင်းမြို့နယ်မင်းတက်ရွာကနေအိမ်တွေကိုဆက်နာရှင်တက်မီရှုတဲ့အခြေအနေမြေမျိုးမအကစားကွင်းအရှိမရှိတဲ့ဆိုင်ခန်းတွေကိုစာချုပ်မပြည့်ခင်အထမဖယ်ခိုင်းတဲ့အကြောင်းရေဖြူမျိုးနဲ့ရာဖူးရွာမှာရှိတဲ့ဆက်နာရှင်တက်သားတွေကိုပြစ်ခတ်တိုက်ခိုက်တဲ့တဲ့ ဆီယနာရှင်တက်စစ်စည်းခေကြောင့်ဒဝေတက္ကသိုလ်နေတင်တဲ့ဝင်ခွင့်လျှောက်သူနဲလာတဲ့အကြောင်းစတဲ့တည်င်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တပတ်ကြာကြာပိတ်ထားတဲ့ဒဝေမြစ်ဂါလန်ကိုဒီကနေ့နိုဝင်ဘာလ24ရက်နေ့မွန်လန်ပိုင်းမှာလမ်းဖြန်ဖွင့်လိုက်ပါတယ်။ဒီတည်င်ကိုတော့ဒဝေဝက်ရှ်အဖွဲ့သားတူကပြောပြပေးသွားမှာပါရှင်။တပတ်ကြာကြာပိတ်ထားတဲ့ဒိုဝေမိကားလန်ကိုနိုဝင်ဘာလ24ရက်နေ့ဒီကနေ့မော်လယ်ပိုင်းမှာလမ်းပြန်ဖွင့်လိုက်ပါတယ်။ ဒဝဲနှိတ်သောကာလန်ကိုကင်းမျိုးသားလောမြောက်ရေတက်တရင်စနစ်လေးအောက်ခံတပ်ဖွဲ့ကနိုဝင်ဘာလ19ရက်နေ့လောက်ကစပြီး24ရက်နေ့ထိကိုရဲအကြလမ်းပိတ်ခဲ့တာပါဒီကနေ့ပြန်ဖွဲ့လိုက်တဲ့အတွက်ပိတ်မိနေတဲ့ကားတွေနဲ့ခီးတဲ့တွေဒီကနေ့မော်လဘိုက်ကစပြီးဖြတ်တန်းသွားလာနေကြတယ်လို့သိရပါတယ်ဒဝဲကနေညစ်ကိုဆင်းမဲ့အစင်းကားတွေသာတွေ့ရပြီးစစ်ထုံးကြီးပဲမှပိတ်မိနေတဲ့ကားတွေဒဝဲအပဲအတက်မရသေးဘူးလို့ဆိုပါတယ် အင်းအား200လောက်ရှိတဲ့ဆက်နာရှိတဲ့ဆက်ကြောင်းဟာတရက်ချောင်းမြို့အထွေဆင်ကူးရွာကနေဗုဒ္ဓအောင်ထီအော်တိုဘာလ21ရက်နေ့ကစလို့ဆက်ကြောင်းထိုးနေပြီး PDF စစ်ဆေးဂိတ်တစ်ခုနဲ့ကင်းမျိုးသားလောမြောက်ရေတက်စစ်ဆေးဂိတ်၃ခုစခန်းတစ်ခုတို့ကိုမိရှုဖြစ်စီခဲ့ပါတယ်ဒါအပြင်လပအချောင်းချောင်းတိန်ကုန်းကွတွဲမိတဲ့ရွာမှာရှိတဲ့အရတားနေတရားကျော်ကိုလည်းမိရှုဖြစ်စီခဲ့ပါဗျ။ တဝယ်မြေတော်ကားလမ်းပေါ်မှာရှိတဲ့တရချောင်းမြို့နယ်မင်းတက်ရွာကအရက်သားနေအိမ်တွေကိုစစ်အာဏာရှင်တပ်ကနိုဝင်ဘာလ23ရက်နေ့မနက်7နာရီလောက်မှာမိရှုဖျက်ဆီးခဲ့ပါတယ်။နိုဝင်ဘာလ22ရက်နေ့မှာဘူတောင်ကနေစစ်ကြောင်းထိုးလာတဲ့စစ်အာဏာရှင်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့ဝဲရရွာနဲ့ကမြန်ရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲဒီနောက်နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာတော့အနီးအနားမှာရှိတဲ့မင်းတက်ရွာကအရက်သားနေအိမ်တွေကိုစစ်အာဏာရှင်တပ်စစ်ကြောင်းကမိရှုဖျက်ဆီးခဲ့တာပါ။ စည်ရနာရှင်တက်ဟာအော်တိုဘားလ22ရက်နေ့ကစလို့တရချောင်းမြို့ကနေပလောမြို့နယ်ပလောက်မြို့နာအထိဒဝယ်မြေသွားကားလမ်းတစ်လျှောက်ကိုစစ်ကြောင်းထိုးနေပါတယ်။မြေမြို့မှာအကစားကွင်းအရှိမရှိတဲ့ဆိုင်ခန်းတွဲတွေကိုစစ်ကောင်မရှင်လာအောက်ခံအကစားဝန်ကြီးဌာနကအပိတိုင်ဖယ်ရှားခိုင်းနေတယ်လို့မြို့ခန့်တွေကသိရပါတယ်။ဒီတင်ကိုဒဝယ်ဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။မြေမြမအကစားခွင့်မှာရှိတဲ့စိုက်ခန်းတွေကိုစစ်ကောင်မရှင်လက်အောက်ခံ အကစားခွင့်ကြီးဌာနကအပြစ်တိုင်ဖယ်ရှားခံနေတယ်လို့ဗဲမျိုးကံတွေစီကသိရပါတယ်။အကစားခွင့်ရှိမှာစိုက်ခံပေါင်း30နီးပါးရှိပြီးဒွန်မာလာ30ရင်းနဲ့နောက်ဆုံးထားဖယ်ရှားပေးဖို့အကြောင်းကြားစာပေးဖို့ထားတယ်လို့ဆိုပါတယ်။နှစ်ရှိစာချုပ်နဲ့ဝယ်ထားပြီးမှအဲ့လိုအပြစ်တိုင်ဖယ်ရှားခံရတဲ့စိုက်ခံပိုင်ရှင်ပြည်သူတွေနှင်နာနေရတယ်လို့ဆိုပါတယ်။စိုက်ခံနေရာတွေကိုနှစ်30စာချုပ်နဲ့ရောက်ချထားပြီး နှိပ်ပြဖို့တော့လင်းနေနေပါလို့သေးတယ်လို့ဆိုပါတယ်စကြံတွဲတွေကိုဖယ်ရှားရမှာလေနိနာကြီးတစုတရားပြန်ပေးဖို့လေမပြောခဲ့ဘူးလို့စကံပရှင်အချို့ကပြောပါတယ်အဲ့ဒီစကံတွဲတွေကို ဖြိုးဖျက်ပြီးမြို့မအားကစားခွင့်ကိုတိုးချက်ဆောက်လုပ်သွားမယ်လို့သိရပါတယ်။အခုလက်ရှိအဲ့ဒီစကံတွဲဟာအထက်ကာလင်မန်၊လေရင်လက်မန်၊မြင့်မာဆိုင်တဲ့အစားတောင်းရောင်းတဲ့ဆိုင်တွေပဲဖြစ်ပါတယ်။ ်အနာသိစစ်လောင်ဆောင်ဗေမျိုးကိုလာရောက်ခြေကမိမျိုးမအာဇာကွင်ဒုချက်ဖို့နဲ့မိလီကွင်ဒုချက်ဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်ရေဖြူမြို့နယ်ကလျာမလဲတောင်လမ်းပိုင်းကရောက်ဖူးရွာမှာရောက်နေတဲ့ဆရာနာရှင်တပ်သားတွေကိုဒီကနေ့နိုဝင်ဘာလ24ရက်နေ့မနက်ပိုင်းမှာတော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။မနက်၈နာရီလောက်ကရွာလယ်မှာကင်းချပြီးလမ်းပိုင်းစစ်ဆေးဖို့ပြင်နေချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဆရာနာရှင်တပ်ဖက်ကလည်းပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ပြစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့လည်းကလျာမလွှဲတောင်းလမ်းပိုင်းပိတ်တာမရှိဘဲပုံမှန်တိုင်းသွာလာနေကြတယ်လို့ကာသမရီစီကသိရပါဗျ။တောက်အပြင်ဆီယနာရှင်တပ်သားတွေရွာထဲဆက်ရှိနေတဲ့အတွက်တိုက်ပွဲထပ်ဖြစ်မှာကိုရွာသားတွေစိုးရိမ်နေကြပါဗျ။မလွှဲတောင်းလမ်းပိုင်းမှာရှိတဲ့ဆီယနာရှင်တပ်ကစက်တင်ဘာလ3ကဆောက်လို့နေရာတစ်ခုတည်းတက်ဆွဲနေထိုင်တာမဟုတ်တော့ဘဲရွာစဉ်လှည့်ပြီးပြောင်းရွှေ့တက်ဆွဲလေးရှိတယ်လို့ဒေသခံတွေကပြောပါဗျ။ အဲဒီလိုရွာစဉ်လက်ပြောင်းရွှေ့နေရယူတော့မှအယက်သားကားတွေကိုချောဆွဲပြီးအရွှေ့ပြောင်းလုပ်ကြတယ်လို့လမ်းမအသုံးပြုတဲ့ကာသမာရီစီကသိရပါဗါးအာနာသိမ့်ပြီးနောက်ပိုင်းဒဝဲတက္ကသိုလ်မှာနေ့တင်တန်းလျှောက်ထားသူနှစ်စဉ်ရောက်ကြနေပါဗါးဒီတည်င်းကိုဒဝဲဝက်အဖက်သားတို့ကပြောပြပေးသွားမှာပါရှင်အာနာသိမ့်ပြီးနောက်ပိုင်းဒဝဲတက္ကသိုလ်မှာနစ်စင်နစ်တင်တိုင်းလျှောက်ထားသူရောကြနေတဲ့အကြောင်းစက်ကွန်မရှင်ပညာရေးဝန်ကြီးဌာနရဲ့စည်ရင်းနဲ့တက္ကသိုလ်ပညာရေးတန်ဝိုက်စီကနေသိရပါဗျ။ အခု2025-2026ပညာသင်တဲ့အတွက်ဒဝဲတက္ကသိုလ်မှာဖတ်သားရဲ့16ခုရဲ့နေ့တင်တန်းဝေခွဲရသူတရားသားရှိပြီးဝေခွဲရအကြောင်းသားဦးရေ10ဦးပြည့်မီတဲ့ဖတ်သားရဲ့3ခုသားရှိပါတယ်။ အာနာတိုင်းပြည်နောက်ပိုင်းဒိုဝဲတက္ကသိုလ်မှာနေတဲ့တန်ဝက်ခွက်လျှောက်ထားသူဇက်တိုက်ယွန်နေနေပြီး2021-2022ပညာသင်နှစ်မှာ324ဦး2022-2023မှာ162ဦး2023-2024ပညာသင်နှစ်မှာ68ဦးနဲ့အခုနှစ်မှာ83ဦးဝက်ခွက်ရခဲ့တာပါအဲ့ဒီလိုနေတင်တဲ့ဝိခွက်ယွနေရတာကကမြုတ်ကိတရာစစ်စေးဂိတ်ကိုနှိစင်ဖြတ်တန်းပြီးကြောင်းလာမတက်လို့ကြားတဲ့အတွက်ဖြစ်တယ်လို့ပညာရေးအသံဝိုင်းကတုတ်သက်ပါရီ ကမြောက်ကေတရာဆစ်စေးကေမှာတက္ကသိုလ်ကျောင်းသားတွေတာမကပဲတက္ကသိုလ်ကဆရာဆရာမတွေလည်းအခြေချမြစ်စွာဆစ်စေးခံရလေးရှိတယ်လို့တက္ကသိုလ်အတန်းဝိုင်းကဆိုပါတယ်ကမြောက်ကေတရာဆစ်စေးကေဟာလောင်းလုံးမြို့နယ်ဘက်တွေရှိတဲ့ဒိုဝဲမြို့အဝင်အထွက်ဂိတ်တစ်ခုဖြစ်ပြီးစစ်မှုထမ်းဖမ်းဆီးစုဆောင်တာတွေမကြခဏလုပ်လို့ရှိတဲ့ဂိတ်တစ်ခုလည်းဖြစ်ပါတယ်အခုလိုတင်းနေတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင် မြန်မာနိုင်ငံသားများကပ်ပေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝက်ရှ်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။